ရက်တီငါပစံချသွားလို့ငါ့ကိုကောက်ပေးစမ်းဟဲ့နင့်ကိုကောက်ပေးလို့ပြောနေရလေနင်ကဒီကုမ္ပဏီရဲ့လုံခြုံရေးငါစရေးမှကောက်ပေးဆိုကောက်ပေး ံကြနေရရှင်ဒါကျွန်တော်ပတ်စံမဟုတ်ဘူးဗျအမတွေ့ရပဲအမပဲယူလိုက်ပါအော်မယူပြစီနဲ့ဒါကျွန်တော်ပတ်စံမှာမဟုတ်တာဟိုရုံးနေတာတယောက်ယောက်ကြားခဲ့ရတယ်နဲဟိုဒီလိုလုပ်ပါလားကိုဟိုဒီပတ်စံကိုရုံးနေတဲ့သူဘယ်သူများကြားခဲ့လဲဆိုပြီးအကိုမေးကြည့်လိုက်ပါဟုတ်ကဲ့ပါဗျဟုတ်ကဲ့ မနေ့တော့တတိလောက်ခိုင်းတဲ့ project ဒီလုပ်ပြီးသွားရည်လားလုပ်စရာဘယ်ချင်းလုပ်လို့လုပ်လို့ရရယ်နော် Hey နင်ငါ့ရဲ့စရင်ကိုကုလုပ်ပေးဘာဖြစ်လို့လုပ်ပေးရမှာလဲတတိကအမအကိုပဲခိုင်းထားတာလေအမလောက်ကညီမနဲ့ပါဆိုင်လို့မင်းရှာမရှိနဲ့နင်ကလေရိုးရိုးတက်ကတော်ကနေဘွဲရတာငါအကောင်ဆောင်တက်ကတော်ကနေဘွဲရတာအဲ့တော့နင်ငါခိုင်းတာလောက်ရမယ် ကိုရင်လက်ထက်ဟုတ်မင်းတို့မနေ့ကငါလုတ်ခိုင်းထားတဲ့ project တွေအကုန်လုံးပြီးသွားပြီလားမပြီးသေးဘူးခင်ဗျာဟိုဒီဒီနေ့ပြီးလုပ်ပေးပါမယ်ဟာတကယ်လို့ရင်တနားရီတော့မကြာတဲ့ project ကိုမင်းကဘယ်နေ့ရက်လောက်အချိန်ဆွဲပြီးလုပ်ချင်တာလဲတိတ်မြတ်လို့စမ်းနေရောမနေ့ကငါလုတ်ခိုင်းတဲ့စီးရီအကုန်လုံးလုပ်ပြီးသွားပြီလားဟုတ်ဆရာမပြီးသေးဘူးရှင်တကယ်လို့ရင်ဒီတစ်ပိုင်းနဲ့ပြီးမဲ့အလုပ်ကိုနင်ကဘာလဲ တလားလောက်အချိန်ဆွဲပြီးလုံးချင်တာလားနိုင်မူနင်းဟိုငါလုတ်ခိုင်းထားတယ်ငါတို့ဒီတလားစာကုမ္ပဏီရဲ့အတုံးစိတ်တွေကိုစီးရင်လုတ်ပြီးပါလားဟုတ်ကဲ့ကျွန်မအကုန်လုတ်ပြီးပါရှင်တပတ်လောက်အချိန်ယူပြီးလုံးအောင်မဲ့လုတ်ကိုနင်းတည့်ရက်ထဲနဲ့ပြီးအောင်လုပ်လိုက်တာလားတကယ်တော့ပါတယ်ဝီယန်လင်းထက်နဲ့တိတ်မြင်လို့ဆန်းနင်းတို့နေရာငါလုတ်ထုတ်လိုက်ပြီဟုတ်ရှင် ကျွန်တော်ကဘာပဲဘာဖြစ်ရှိလို့လဲမင်းတို့နှစ်ယောက်ကအလုံးလုံးတဲ့နေရာမှာပေါ့ရော့တဲ့ပြင်အချင်းစာရိတာပါမကောင်းဆရာကျမတို့ဘယ်မှာမဲအချင်းစာရိတာပြက်ပြားနေလို့လဲဆရာကျမတို့ကိုလှုပ်ထုတ်မယ်ဆိုရင်ဒီတိုင်းတော့ထွက်သွားနိုင်ဦးကျမတို့ကိုနစ်နာချေးအနေနဲ့၃လစာကြိုပေးရမယ်ဟုတ်တယ်ဆရာ၃လစာပေးရမယ်မင်းတို့နှစ်ယောက်စလုံးကိုငါခုနလေးတင်၃လစာတယောက်ကို၁၀သိန်းပေးပြီးသွားပြီလေခုနမင်းတို့ကောက်ရတဲ့ပတ်စံ၁၀သိန်းဟာလကားကောက်ရတာမဟုတ် ငါတေချာအကွက်ကြပြီးစီစဉ်ပြီးလှုပ်ထားတာကွာမင်းတို့အတွက်၃လဆန်နှစ်နာချီပတ်စံ၁၀သိန်းလည်းရပြီးပါပြီဆိုတော့ငါလိုကနေထွက်သွားလိုက်တော့ညိုင်းမူမင်းကအလုံးလုံးတက်နေရမှာစစ်ဆက်တေချာပြီးတော့အလုံးကြိုးစားတဲ့အပြင်အချင်းစာရိုက်တာပါကောင်းမွန်တဲ့အတွက်နင့်ကငါတို့ကုမ္ပဏီရဲ့မန်နေဂျာယာတို့ကိုတိုးဝေးလိုက်ပြီး ဟုတ်ကဲ့ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နော်